ီနေ့မှာတော့ run ကိုတယောက်တည်းဆော့မှာမဟုတ်ဘဲနဲ့ party ဆော့မှာဖြစ်ပါတယ်။ရှင်းတဲ့ပွဲလုံး hyper ခိုင်တာတပွဲမှမနိုင်တာဖြစ်တဲ့ကြောင့်မလို့ဒီဒီပွဲမှာတော့ ehb lane ကိုဆော့ပြသွားမှာပါ။ ehb lane မှာတော့ကိုယ့်ရဲ့ကျွမ်းကျင်ရာ guanavia ကိုပဲခိုင်လိုက်ပါတယ်။တကယ်တမ်းထင်ခဲ့တာကဟိုဘက်က julian ကို hyper ထင်ခဲ့တာဒါပေမဲ့သူကကိုယ်နဲ့ ehb ထိုင်ရမယ်လို့ဖြစ်နေတယ်။ enemy ဘက်က julian နဲ့ alekin ရှင်ထိုင်ရတဲ့အခါမှာနည်းနည်းလေးတော့ကြောင်ပြောက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူက inspire နဲ့ဖြစ်သွားတဲ့ကြောင့်မလို့ဒီဒီခါမှာတော့အဲသူကသွေးပြန်တက်ပြီးတော့ကိုကပဲပြန်ပြီးတော့တည်သွားတယ်ပေါ့နော်။နောက်ပြီး julian က level 3ရောက်ပြီဆိုတာနဲ့ skill 3ခုလုံးပွင့်လာဆိုတော့သူကကွာသူ့ရဲ့ spell တွေကအကုန်လုံးကပွင့်နေ ေတာဆိုတော့တော်တော်လေးကိုအကြောင်ပြောက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် flicker နဲ့လိုက်ပြီးတော့ပြတ်လိုက်ပါတယ်အာလီကိတ်မှာ fab lab ပေးလိုက်ရတဲ့အကြောင်မလို့ကိုဘက်တင်ကလူတွေကကို့ကို lebron နဲ့တကြောင်မလို့ julian လေးကိုပဲကိုကအောက်လိုက်ပါတယ်ဒီချိန်မှာ xbox ကလည်း right time တစ်ယောက်လာပြီးတော့ကို့ကိုပြန်ပြီးတော့တက်သွားတယ်ပေါ့နော်ဒါပေမဲ့လည်း xbox ကတော့အမှမတိပြန်တက်လို့ပဲတည်သွားပါတယ် xbox တင်မဟုတ်ပါဘူးသူတို့ဘက်ကလာပြီးတော့ကိုပေးတဲ့အဲဒီ kagura ဆိုလို့ရှိရင်လည်းထပ်ပြီးတော့တည်အောင်ပါပါတကယ်တမ်းကျတော့ gunavia က ultimate ပွင့်သွားပြီဆိုလို့ရှိရင်တော့ julian နဲ့ရှင်နေရတဲ့အခါမှာမလုံးဝမခတ်တော့ပါဘူး ehp lane ကလည်းခုနကဖေးသွားတဲ့အကြောင်မလို့လာမသိဘူးသူတို့ဘက်က astack ကဆိုလို့ရှိရင်တော့လာပြီးတော့လက်ကူပေးတယ်ပေါ့နော်ဒီချိန်မှာကိုကတော့ slow ုဖတ်တင်မိနေတယ်ဒီချိန်မှာဂျူလီယန်လည်းကိုရှိကိုပြေးဝင်လာတယ်ပေါ့နော်အဲ့မှာကိုကပက်စစ်တွေပါရိုက်ရင်လည်းပါအမအာဒီပွင့်သွားတယ်ပေါ့နော်ဒီချိန်မှာသူလဲသိသွားသလိုသူ့ကိုလက်ကူပေးတဲ့အက်စတာလည်းပဲကိုရဲ့လက်ချက်နဲ့ပဲပြန်သိသွားပါတယ်အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် enemy ဘက်ကဂျူလီယန်ကိုလုံးဝကြည့်လို့မရပါလို့ဆိုတော့အားလိမ့်မှာကိုနဲ့ဘိုင်ဝမ်ချန်နေတော့မှ inspire သုံးသွားလို့တော်တော်လေးကိုမနှောပြတ်သွားတာ enemy ဘက်က Xbox ဆိုဒီမှာလည်း EHP lane ကိုနော်လာပြီးတော့လာလာ roam နေတာတော့ဒီနေရာမှာငါသာ flicker တော့မပြေတော့ဆိုလို့ရှိရင်အသက်ကတော့ထွက်မှသေးကြပဲအားလိမ့်ကတော့ဂျူလီယန်နဲ့ထိုင်ရလို့ဂျူလီယန်ကိုမုံတာမိခင်ရောက်ပြီးကြတော့ဒီ Xbox ကလာလာပြီးတော့လှုပ်လှုပ်တဲ့ကြောင့်မလို့ Xbox ကပို့ပြီးတော့မုံသွား enemy ဘက်က max မန်ကအာလီကိန်းနဲ့ကတော်တော်လေးကိုထောင်နေမှာလို့သူ့ကိုစကေတူဖစ်ကတုံးပြီးတော့ပဲအာဒီမက်တုံးပြီးတက်လိုက်ပါတယ်။အာဒီမက်ကမတ်စမန်ကထွက်ပြီးမကြဘူးနောက်တစ်ခါမှပဲထပ်ပြီးတော့ပြန်သေးသွားမှာပါ။ဘာလို့လဲဆိုတော့ကာမီလာရဲ့အာဒီမက်နဲ့ငါရဲ့ဒမေ့တီနဲ့ဆိုတော့သူတင်မာတော့သေးချာ။ဒီချိန်မှာစကေတူမိလိုက်ပြီပဲထင်ခဲ့တာ။ကာကူရာရဲ့ပက်စစ်ကြောင့်စကေတူကပြတ်သွားပြီးတော့ကိုကပဲပြန်ပြီးတော့တော်ကီသွားပါတယ်။ဂျူလီယန်နဲ့ပိုင်ဝဲချနေရင်ပက်စစ်ပွင့်သွားပြီမို့လို့အာဒီမက်တုံးတဲ့ခါမှသူကလေးပေါ်မြောက်သွားတယ်။ဒါပေမဲ့မသိခဲ့ဘူး။ဘာလို့လဲဆိုတော့သူ့မှာရုတ်ကိုကရှိနေရကွာ။ကိုကမသိခဲ့ဘူး။ဂျီတော့အာဒီမက်ရဲ့အိုက်တန်ကိုမကြည့်ပဲနဲ့သွားပြီးတော့အုံမီရဲ့ကြောင့်ကိုအမှားပါပဲ။အာဒီမက်ကသူတွေကကိုဘကောက်သူတွေတွတ်ပြီးသွားပြီးပြန်ဆင်းလာမယ်ဆိုတာတီလိုဒီချုံနှမ်းမှာပေါင်းပြီးစောင့်နေနေတယ်မယ်။ တို့ပြကိုတူးမအုပ်ပြီးတော့တတ်လိုက်ပါတယ်လော့ဆိုတာကစားပွဲတစ်ခုရဲ့အဆုံးဖြတ်ပဲအဲ့တော့လော့ကိုတတ်မယ်ခုမှကိုဘက်ကဟိုက်ပါကိုကြည့်နေနေပဲဟိုက်ပါတတ်လိုက်ပြီဆိုပြီးတော့အော်ဒီမှာလည်းငါတို့ဘက်ကလူတွေအာရီတုံးနေဆိုပြီးတော့တလုံးလိုက်တာတယောက်မှလည်းမရှိဘူးအဲရှိမှာတော့မီနီမက်မှာ S-Tag ကတည်သွားပြီးတော့ကြံခဲ့တဲ့နှစ်ကောင်က Xbox နဲ့ Julian ဖြစ်နေတာငါဘလောက်ထိတလဲနိုင်တယ်လဲဆိုလို့ရှိရင်လေဒီမှာလေအာရီမိတ်တုံးပြီးတော့ကောက်ပြီးတော့ခဲထားလိုက်တာဟေးမေးပေးအောင်နော်တာဝါဒီပါချိုးပလိုက်တာပွဲတာပြီးသွားတယ်ဘယ်လိုနိုင်သွားမှန်းမသိဘူးပြင်ရလဲကောင်းတော့မှခုမှ rank က44ပဲရောက်သေးတယ်ခုဆိုရင်တော့ skin chat with every sign ဆိုတဲ့ event မှာခဲချစ်ကစားရင်းနဲ့မှ pressure ကွိုင်းနေပြင်ကုန်မှာ elite skin ပါတဲ့ skin ပုံး ပုံးကိုရရှိအောင်ဖြစ်ပါတယ်။နောက်ပြီး Unfresh Coin ဆိုတဲ့ event မှာဆိုလို့ရှိရင်လည်း Total Login လုပ်ခြင်း Challenge တွေလုပ်ခြင်းကနေပြီးတော့ Fresh Coin တွေကိုရရှိအောင်ဖြစ်ပါတယ်။နောက်လာတဲ့ Fresh Coin တွေကိုဒီ NRC Restaurant ဆိုတဲ့ event မှာ2လပိုင်း19ရက်နေ့မှာရောက်ရှိလာမယ့် Random Epic Skin ပေါက်ကိုလည်းလဲလှယ်လို့ရမှာဖြစ်ပါတယ်။အားရမလို့ခြင်းတဲ့သူတွေကပုံမှန်ပြရတဲ့ဟာတွေကို Coin နဲ့လဲလှယ်လို့ရမှာဖြစ်ပါတယ်။နောက်ပြီး NRC Restaurant ဆိုတဲ့ event မှာ Test တွေကိုလုပ်ရင်လည်း Ticket တွေရမယ်။နောက်လာတဲ့ Ticket တွေကိုမုတ်ရောင်းပြီးတော့ပတ်စံတွေကိုရှာမယ်။နောက်လာတဲ့ Fresh Coin တွေကိုတော့ခုနကပြရတဲ့ Epic Box လဲဖို့အတွက်သုံးလို့ရမှာဖြစ်ပါတယ်။စက်တွေကိုတော့ဆိုင်အတွက်သုံးရမှာဖြစ်ပါတယ်။